င်္ဂလာပါအဲကျွန်တော် serious computer နဲ့ပြန်လဲကြိုဆိုပါရစေ။ဟောဒီကျွန်တော်ဒီကောင်းမှာလဲ mix up ပေးမယ် widgets တွေပါလို့ဆိုရင် chess board button ဟုတ် chess board button ကတော့ဒီမှာတန်းပြီးတော့နမူနာပြလိုက်ရတယ်။ဒါမှကြည့်။ဒါကြီးဒါလေးဒီပါလေးလဲဆိုရင် chess board တွေလား fs fs အောင်မှာသူ strike through လား small cast လား all cast လား equalize card လား high လား subscribe လား super secret လားအဲဒီလားဒါကြီးအကုန်လုံးဒီပါပေါ့လို့ chess board တခုရေး chess board ရဲ့သဘော radio button ရဲ့သဘောတရားကတခုရေးတခုပြုတ်ပေးမယ်။ ချက်ပေါက်ရဲ့သဘောတရားနှစ်ခုသုံးခုလည်းမလုပ်လို့ရတယ်။ပြိုင်းလူရွေးလို့ရတွေ့လားဟုတ်ပြီနော်အရင်တစ်ခေါက်တင်ခဲ့တဲ့ရေဒီယိုဘတွန်ဒီအောက်စုတွေဖြစ်တဲ့တော့တစ်ခုရွေးရင်တစ်ခုပြောင်းတယ်ချက်ပေါက်ကညာလို့ပေါ့ချက်ပေါက်နှစ်ခုသုံးခုပြိုင်းလူရွေးလို့ရဗားတွေရွေးမှလည်းဗားတွေစားမှလည်းအဲ့ဒီဘလိုပုံစံလေးတွေဟာသုံးတယ်โอเคမလားโอเค cancel ပေးလိုက်မယ်အဲ့ချက်ပေါက်လေးကိုကျွန်တော်တို့ပိုင်းသွင်းမှာချက်ပေါက် object ကိုသုံးပြဖို့အတွက်ပါရာမီတာ၄မျိုးတောင်မဟုတ်ဒီတစ်ခါဘယ်မျိုးလဲဆို5 arguments argument ၅မျိုးလို့ တူတူပဲအရင်ရှင်းမပြခဲ့တဲ့ radio button မှလိုခဲ့တယ်လို့ပဲအတက်ချ်လိုမယ်ပြီးရင်တော့ master လိုမယ်ပြီးရ container ဟုတ်လား master လို့လည်းခေါ်တယ် container လို့လည်းခေါ်တယ်အမျိုးမျိုးခေါ်ဟုတ်လား frame ကြိုက်တဲ့လို့ခေါ်ပြီးရင်တော့ dash ပြီးရင်တော့ variable variable ဆိုရှင်းမပြောခဲ့ရင်တော့ str string bar နဲ့ int bar constructor object variable တကူလိုတယ်ပြီးရင်တော့သူ့မှာ chest box ဖြစ်တဲ့အတွက်အဲ chest ထိုင်အမှန်မချက်ထိုင်အမှားအဲဒီလိုပုံစံဖြစ်တဲ့အတွက် on value off value ဟုတ်လား on value off value လို့ on value ဘယ်လိုဆိုတော့0နဲ့1ပါပဲ။နောက်ကွက်ကိုဖြည့်ပေးလို့လည်းရတယ်။ချက်တဲ့ and ချက်တဲ့ပုံလား။ဟုတ်ကဲ့။ကိုချက်တယ်လို့စီမံလို့ရအောင်လို့သူက handle လုပ်ပေးတာ။ Okay မလား။ Okay okay စလိုက်မယ်။ကဲကျွန်တော်ကတင်ခံတာတော့ဒီ program ကိုပိတ်မယ်။ general data ကိုလည်းပိတ်လိုက်တော့မယ်။ဒါဒီ window လည်းရှုပ်။ဒီကောင်လေးတော့မပိတ်သေးဘူး။ find sorry find new control s chess power လို့ပေးလိုက်မယ်နော်။ c h a c k chess u h power ES chatbot exercise. Okay. Chatbot exercise mà đang con control A, sorry, control A, control C. Control C cái nà này nó. Copy lại mẹ, bây giờ nó đi mà control V, paste lại. Ok, bây giờ nó đi con bây giờ bây lại. Đã đi nó chatbot tính ra. À, ok, ဒါပဲလည်းမှာဆိုဒီမှာလိုတဲ့ဟာလေးတော့မလိုတာလေးပြန်ဖြတ်လိုက်တော့မယ်ဟုတ်လားဟိုတူတာတဲ့အကုန်တူနေရတယ်ဟုတ်လား download of function လေးလည်းကျွန်တော် ပြန်ပြီးတော့ update လုပ်ပြီးပြန်တော့မယ်မရေးရတာတွေတက်တော့အောင်ဟုတ်ပြီလားဒါ radio button တွေပဲသူညာသူပြန်ပြောင်းလိုက်မယ်ဟို variable name တွေပဲလိုက်ပြောင်းလိုက်တော့မယ်ဟုတ်လားဒီထိလိုမှာပဲ frame ထိလိုမယ်တော့တို့ post string မလိုတော့ radio button တွေမလိုတော့ဘူးကျွန်တော် radio button မှာမဟုတ်တော့ဒီ online ကျင်းတဲ့အကုန်ဖြတ်မယ်ဒီ sense ကြီးကျွန်တော်တို့ဘာဖြစ်နေပါလဲလိုနေမှာဒါပြီးမှကျွန်တော်တကြောင်းချင်းလိုက်ပြင်မယ်နော်ဒါထားလိုက်တော့ပြီးကျွန်တော်တို့ဘာဆိုပြမှာလဲ chess board ကိုပြန်လာပြတယ်ရမယ် chess board အဲ chess board မလုပ်ခင်ရှင်းမပြောခဲ့တဲ့ variable name တွေ argument ၅ခုမျိုးတွေကကျွန်တော်ဘာလို့လဲဆိုရင်သူသိမ့်မဲ့ object variable ခုလို့တယ်အဲ့ကောင်ကျွန်တော်အရင်ဆုံး create လုပ်ထားတယ်နော်ဘာ1ဘာ2လို့ပဲပြလိုက်ရယ်နော်ဘာ1 equal ဘာဒီနေရာမှာကျွန်တော် chess board က1 2 3လမ်းမှာဖြစ်တယ်ကျွန်တော် int int ဘာကိုပြလိုက်ဘူးရဲ့ကြီးနေတယ် စလုံးပေါင်းလေးတော့မမားစီနဲ့နော်စလုံးပေါင်းလေးတော့မမားစီ IND bar constructor IND bar နောက်တစ်ခု bar bar 2ဟုတ်လေချက်ပေါက်ကနှစ်ခုသုံးခုပြန်လို့လုံးလုံးရတာဖြစ်နေတယ်တစ်ခုကို bar bar object တစ်ခုနဲ့ store ပေးရမှာပဲ bar bar 3 IND bar bar okay variable သုံးခုပဲပြီးရင်တော့ check box ကိုလုပ်မယ်အဲ check box ကိုကျွန်တော်သုံးခုလုပ်မယ်ရှေ့ radio button လိုပဲနော် radio button လိုပဲကျွန်တော်သုံးခုလုပ်မယ် CHC CK chess 1ပေါ့နော် chess 1လို့ပေးလိုက်မယ် chess 1ပြီးရင်တော့ code space တစ်ချက်နဲ့ c h e c k ဒီမှာတော့စလုံးပေါင်းမပါဘူးရတယ်စလုံးပေါင်းတော့မမှန်သေးနဲ့တော့ခုနကဒီ python share ကိုပေးလိုက်လို့တွေ့တယ် python share ကနေဒီကိုနိုင်ပြီးတော့အဲ့လို code space တွေနဲ့အထောက်အကူပြုနေရတယ်တော့ဒီမှာဒီကစလုံးပေါင်းဝင်လိုက်တော့ဗောနော် chess ပေါ့ control point ဒီရှိတကယ် chess ပေါ့ဟာဒီလိုကြတော့ကျွန်တော်ကြည့်ရတာ simple view ကဟုတ်လား python share လေးနဲ့ကျွန်တော်ဟာ chess ပေါ့ရဲ့ မှတ်တက်လေးကျွန်တော် idea လေးဖွင့်ပြပါအောင်မယ်တီတင်္ဂါလေးကိုတစ်ချက်လုပ်မယ် control c control v တီတင်္ဂါကို object တစ်ခုလုပ်မယ်ပြီးရင်တော့ဒီမှာ emboss တီတင်္ဂါ control c အကောင်လဲ object control v module လေးနေပေါ်လို့လောက်ပြန်ကျွန်တော် chat box ကိုကျွန်တော်စမ်းကြည့်မယ်ဆယ်ရှိ ck chat 1 equal အားရှိလက်ကြည့် chat ck chat button sorry နော် chess board မဟုတ်တော့ဆိုတော့ဒီပါဇက်ကကျွန်တော် chess board chess board တောင်းနေလို့ sorry နော် chess board chess board မှာ parameter ဘယ်လိုလိုလဲအရင်လိုပဲလေ master လိုမယ်သူမှာ test လိုမယ်ဒီမှာ तू ကတော့ keyword parameter မပြည့်နေ၅ခုထည့်ခိုင်းဟုတ်ကဲ့အဲ့လိုထည့်ပြရ Okay master အနေနဲ့ကျွန်တော်ဗာရေးမလို့ f5 a me frame ဟုတ်ကဲ့နောက်တော့ dht test အနေနဲ့သူမှာ common test အနေနဲ့ကျွန်တော် test equal ကိုလို့ဇာအရှိကြီးပဲသွားလိုက်တော့မယ်နော်ဟိုအနာဟိုဘတ်စလန်နဲ့အနာမခေါ်တော့ဘူး ဆက်ကြည့်ရအောင်လို့ hello ပထမတစ်ချက်အနေနဲ့ hello နောက်တစ်ခုဒုတိယပါရမီတာပါလဲ va sorry စလုံးသေး va rna b and variable variable မှာကျွန်တော်တို့ဗာလေးမလဲဆိုဒီ chat box 1မှာ bar 1ကိုထားလိုက် okay เนาะ control c control v နောက်တစ်ခုကျွန်တော်တို့ store down မြောက်နဲ့ plasma မြောက်ကဘာလို့လွယ်လဲဆို on value နဲ့ off value quarter one name မှာနေတယ်เนาะ on value off value growth we on value 1ပေါ့လေဟုတ်နော် of value ဆိုပါ0 of value စလုံးပေါင်းမှာတယ်နော်စလုံးပေါင်းမှာမှာဆိုးလို့ပြနေစလုံးပေါင်းမှာလောက်လျှော့တော့နော် of value ကို0ထားတယ်โอเคဒါကျရင်တော့ check out တခုပါလဲ create လုပ်လိုက်တယ်ဟုတ်နော် test ကိုဒီကနေဘယ်လိုပါစလုံးပြည့်စုံထဲတော့မယ် hello java face control c control v โอเคมั้ยเนาะ hello hello java page เนาะ on value of value 0ထားတယ်เนาะနောက်တစ်ခု chest 1 chest 2 chest 3 chest 4 control c chest button ကျွန်တော်ဘယ်နှခုလောက်မလဲစဉ်3မျိုးဟာ chest button object ကိုကျွန်တော်3ခုပဲလောက်ရတယ်เนาะ2ဒီမှာဆိုကျွန်တော်တို့ပါတော့3 variable name တွေ꿰ကြရအောင်เนาะပြီးတော့ print dash name ဒီ dash name ကိုကျွန်တော်ပြောင်းလိုက်မယ်ဒီနောက်မှာ variable ကိုပြောင်းပြောင်းမယ် control c variable မှာလည်းဒီကောင်းရယ် variable ကိုယူမယ်ဒါ battery ဆိုဒီဘက်က battery ကိုယူမယ် ဟုတ်လားလိုအပ်တယ်ဆိုတာကိုသိရင်ရပြီ chessboard ကဘယ်လို create လုပ်လဲလွယ်လွယ်တော့မရအောင်လွယ်လား control c နည်းနည်းဟိုနည်းနည်းလာလေးရှေ့လျှောက်လေးနည်းနည်းရှုပ်လာလေးရှေ့လျှောက်လေးဒါပေမဲ့စိတ်တယ်မပြန်တအားကြီးမခက်ဘူးအခြေခံသဘောတရားကြည်နေရတယ်ဟုတ်လားဟုတ်ပြီနော် control c control ပြန်သူ့လိုတဲ့ parameter ကို argument ကိုဘယ်လိုထည့်ရမလဲဆိုတာသိရင်ကျွန်တော်မှတ်သက်တယ်ကျွန်တော်မလုပ်လို့ရတယ်သုံးလို့ရပဲ sorry ကျွန်တော်ဘယ်လိုလုပ်လဲတာလဲ copy space ဟုတ်ပြီနော် copy space ဒါဒီနော် chat box button သုံးခုပါလို့လဲ create လို့ကဲ dial လုံးမှလဲပြောင်းသွားပြီဒီလိုရိုးရိုး show button လို့ပေါ့ဒီပါလေးသွားလှုပ်လို့မရဘူး bold dot get တွေပါလေးသွားလှုပ်လို့မရတော့ okay မနော် bold dot get တွေပါလေးသွားမလို့လို့ကျွန်တော်ဒီလိုလုပ်မယ်ကြည့်မနော် dial လို့ကျွန်တော်မပြသေးဘူး str string s လို့ပေးလိုက် s ဆိုတဲ့ variable နေတခုနဲ့ကျွန်တော်တန်ဖိုးတခုထည့်ပေးဟုတ်လား s တဲ့ရင်တော့ဘာမှမထည့်ထားသေးဘူး string လေးတခု string လေးတခုကိုကျွန်တော် plus equal to လေးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ထည့်။ညမှာပထမဆုံးအနေနဲ့ y o u you try c h o i as try you try မင်းရွေးလိုက်တယ်ဆိုပြီးပြရမယ်။ဒီမှာဘုတ်တော် show စင်ပိုလေးထားလားပြီးတော့ဒီ s လေးကိုကျွန်တော် if ness ။ဥပမာဒီကရမကသူဒီ chess 1ကိုအမှန်ကြီးချစ်တယ်ဆိုရင် chess 1ဟာလာမယ်။အဲ chess ဒီကျွန်တော်တို့တစ်ခုတည်းပို့ပြီးတော့ချစ်လို့ရတယ်။ radio button ဒီတစ်ခုချင်းတစ်ခုပြောရတယ်။ chess ကဘိုင်းချစ်လို့ရတာဖြစ်တော့ if ness ပဲ။ if ဟုတ်လား chess 1 ဟုတ်ပြီနော် on value နဲ့ off value သွားမှာဆိုတော့ကျွန်တော် sorry ကျွန်တော် chest 1နေယူလို့မရဘူးကျွန်တော်ဘယ် data ဘယ်မှာ store ထားတာတော့ဒီ int bar ဆိုတဲ့ object မှာ store ထားတာဟုတ်အဲ့လိုသွားမှာ okay if we are bar 1 bar 1ဟာ bar 1.gap ပေါ့နော် bar 1.gap bar 1နေယူလိုက်တဲ့ value ဟာဒီမှာကျွန်တော် chest line တူပါရောရမယ်1ရမယ်အမှန်ကြီးဖြုတ်နိုင်ပါရမယ်0ရမယ်အဲအဲ့ဒါကြောင့်ကျွန်တော် equal equal 1 1နဲ့အမြန်ညီမယ်ဆိုရင် ျွန်တော်တို့မလုပ်ဘူးလေဒီမှာအန်ဒါမခေါ်ဘဲနဲ့ဆက်ရေးလို့ရတယ် control set ဆက်ရေးလိုက်တယ်မကျွန်တော်တို့အကြောင်းနဲ့ရှည်သွားမှာဆိုတော့အဲ့ဒီလိုရေးသားနည်းလေးရှိတယ်ဆိုတော့မှတ်ထားပေး s plus equal plus equal ဆက်ပြီးတော့ you try ထဲမှာ plus equal ဆက်ပြီးတော့ကျွန်တော်ပါရေးမလဲစိဒီ demo ကိုကျွန်တော်ပြန်ရေးလိုက်မယ် hello java page okay မလား control c control v ရှေ့မှာကျွန်တော် buslet လေးတော့ခံလာအောင် buslet အတကြောင်းစင်းလာ okay ဒါရှေ့ဆက်သွားလိုက်တော့မယ်မရေးတော့ control c ပြန်အနောက်ခေါက် တို့ V အဲ့တော့ကျွန်တော်ကျွန်တော်ဒီ၃ယောက်ကျွန်တော်ဘာလုပ်ပြန်မှာလဲစစ်ချပြန်ဘာ1ပြီးတော့ကျွန်တော်ဘာ2အဲ့တော့ဘာ2ပြီးတော့ဘာ3ကျွန်တော်ဒီသူနဲ့1 2မယ်ဆိုရင်ဒီကောင်းဆိုရင်ဘာဖြစ်မလဲ programming foundation အဲ့လိုလာမှာဒါကျွန်တော်တို့က chess board ရဲ့ logic လေ chess board ဒီ logic ပါပါတွေ့လား on was ကျွန်တော် C boolean logic တွေပါပါမှန်လားမမှန်ဘူးလဲဒီကောင် chess ကြည့်တာအဲ့ကြမှာကျွန်တော် ရှိုးတန်လောက်ပေါ့ရှိုးတန်လောက်ပေါ့ထူးထူးခြားခြားဒါလေးမလိုတော့ဘူးโอเคမလားဒါလေးဖြတ်ပြီးရင်ဘာလေးပဲထည့် S လေးကိုပဲထည့်လိုက်โอเคมั้ยสตรีนดันโบบ่าวเทไล่တော့ S လေးထည့်တယ်ဒါဒီ show down show down တော့ပဲကျွန်တော်ဘာလို့ထည့်အောင်မလို့ဒီ chest 1နေ control C ဒီမှာလာပြီးတော့ access ပြန်လို့ control V ဒီလိုလောက်တာနည်းနည်းလေးတင်ရတာနည်းနည်းရှင်းမဲ့ထင်တယ်ဟုတ်လား control V control C control V ကဲ chest 1 chest 2 chest 3ကိုပဲมาထည့်တော့ frame မှာထည့်မယ် frame ကိုဘယ်မှာထည့်လဲ window ထဲမှာထည့်ဒါဒီလုပ်ငန်းစဉ်ကအရင်ကတည်းကလုပ်ငန်းစဉ်ပဲဒီချိန်ဒီနားလေးပဲဒီတိုင်လုံးမသက်ကိုကျွန်တော်တို့ပြောင်းနေဘာဖြစ်လို့လဲ chest box ဖြစ်နေလို့ chest box ကနေလာမရအောင်ကျွန်တော်တို့ကလက်ခံပြီးတော့စစ်ထုတ်မှာမို့လို့ဒီနှစ်ချက်ပြောင်းနေပြီးရင်တော့ဒီကောင်လေးဒီသုံးဒီသုံး byte ကိုကျွန်တော်တို့လေ့လာရမယ် sorry control set and a ဒီသုံး byte bar 1 bar 2 ind bar 3ဒီ chest box ရဲ့တဘာဝအတိုင်းဒီ variable ဒီ object ထဲမှာတင်ရမှာမို့လို့ဒီလိုတောင်းနေပြီးရင်တော့သူ့ရဲ့လိုအပ်တဲ့ parameter argument ၅ခုထည့်တယ် chess ၃ခုလုပ်တယ်လုပ်ထားပြီးတော့ကျွန်တော်တို့ method တစ်ခုဖန်တီးတယ်အဲ chess ၃ခုဟာကို set ပြီးတော့တန်ဖိုးလေးယူဖို့အတွက်ဖန်တီးပြီးတော့မှကျွန်တော်တို့ဘာပြရအောင် show info ဆိုပြီးတော့ diagram တော့ပေါ့ပြတယ်ပြီးရင်တော့အဲ chess board လေးဒီမှာတက်တယ်ဟိုပြီး run ကြည့်မယ် run module အရင်ဟာနဲ့အတူတူပဲ radio button နဲ့ chess button ကိုကွာသွားတယ်တွေ့လားတန်ဖိုးလေးတန်ဖိုးလေးကကျွန်တော်ဒီမှာအပြည့်စုံအရှိလိုက်ကြီးပြန်တစ်ခုရေးလိုက်မယ်ကိုရေးမယ် choose one อ๋อ YouTube Java Play Library ဘာကြောင့် Okay အဲ့ဒီပုံစံဆိုတော့ဒါဒီမှာတန်ဖိုးတွေကိုဒီလိုထားလို့ရတယ် အတူကောက်ထားလို့ရတယ်ဟော FA ဆို FA ရ FA ရောက်ထားတာဟုတ် foundation ဆို foundation programming ထားလိုက်ဒီပါလေအဲ့လိုလေးလေးလဲကျွန်တော်တို့ဒီကောင်နဲ့မဆိုင်ဘူးဒီကောင်ကျွန်တော်တို့ကဘာလို့ဘယ်လိုပြောမလဲ library project လို့ပဲ project လို့ project လို့ပဲအဲ့ဟုတ်ကဲ့မလားဒီကောင်နဲ့တန်ဖိုးအနေနဲ့မဟုတ်တော့ chess board မှာပြရုံတက်တက်ပဲဖြစ်သွားတယ်သူနဲ့မဆိုင်တော့သူနဲ့တကယ်နောက်ွယ်လုံနေရတယ်1 2 3ရလုံနေဟုတ်ကဲ့မလား1 2လား fx ဆိုတာ fx you fx ရွေးလိုက်တာနဲ့ you choose java hello java တွေ့လား programming ယူလိုက်တာ ਨੇ you choose hello java fake နဲ့ program နောက်တစ်ခု၃ခုပြန်ယူလိုက်တာ ਨੇ hello java fake library project သူဘာလုပ်တာအစင်တိုင်း buslet လေးခံပြီးတော့ပြပါ okay နော်ဒါဒီဘယ်သူရဆွမ်းဆောင်ရလဲစိ chess board ရဆွမ်းဆောင်ဒါချိန်ကနေလော်လေးတော့ဘယ်ပြောလဲထုံးလို့ရှိရေးလို့နှောက်နေတင်နေပြပထမတစ်ချက် chess board ထဲကို data ဘယ်လိုထည့်လဲ chess board ထဲဟာကို data ဘယ်လိုပြန်ထုတ်လဲရှင်းမှဆိုလဲပြောပြသား radio button နဲ့ကို data ဘယ်လိုထည့်လဲ radio button နဲ့က data ကိုဘယ်လိုပြန်ထုတ်လဲ ောက်တော့က list box ထဲကို data ဘယ်လိုထည့်လဲ list box ထဲက data ကိုဘယ်လိုပြန်ထုတ်လဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီနားလည်နေရ။ Okay မလား? Okay. Thank you ပြန်